နျူကလ িয়ার အစီအစဉ်နဲ့ပတ်သက်ပြီးအမေရိကန်နဲ့ဆွေးနွေးမိမဟုတ်ဟုအီရန်ပြောစီးပွားရေးပိတ်ဆို့မှုတွေရှိနေသည်၍နျူကလ িয়ার အစီအစဉ်နဲ့ပတ်သက်ပြီးအမေရိကန်နဲ့ဆွေးနွေးမှာမဟုတ်ဘူးလို့အီရန်နိုင်ငံသားရဲ့ဝန်ကြီးအဘတ်အာရာချီကမတ်လ9ရက်စောဒီမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောပါတယ် အီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကိုစစ်ရင်းနဲ့တိုက်ခိုက်ဖျက်ဆီးလို့ရမှာမဟုတ်သလိုတိုက်ခိုက်လာမယ်ဆိုရင်အရှိလေပိုင်းမှာကြီးမားကျယ်ပြားတဲ့ပဋိပက္ခတွေဖြစ်လာမယ်လို့လည်းအဘတ်အော်ရာဂျီကပြောပါတယ်။အီရန်ကရရှိထားတာဟာနျူကလ িয়ার နည်းပညာဖြစ်တဲ့အတွက်နည်းပညာကိုဘုံခွဲဖျက်ဆီးလို့မရနိုင်ဘူးလို့အဘတ်အော်ရာဂျီကပြောပါတယ်။ဒေါ်နယ်ထရပ်ရဲ့ချင်းချောက်ပြောဆိုမှုတွေရှိနေသေးတဲ့အမေရိကန်နဲ့ဆွေးနွေးပွဲတွေ ပြန်လည်စတင်ဖို့အစီအစဉ်မရှိဘူးလို့လည်းအီရန်နိုင်ငံသားရေးဝန်ကြီးကပြောသွားပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရပ်ကတော့နျူကလ িয়ার အစီအစဉ်နဲ့ပတ်သက်လို့အီရန်အနေနဲ့ငြိမ်းချမ်းတဲ့အနေနဲ့သဘောတူညီချက်တစ်ခုကိုရယူမလားဒါမှမဟုတ်တခြားနည်းနဲ့ဖြေရှင်းမလားဆိုတာဆုံးဖြတ်ရမယ့်အချိန်ရောက်နေပြီလို့သတိပေးထားပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ Like Share Subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။